အနာလိုသူတွေကြောင့်တံမြာသီးတုပ်တွေကိုဆက်မရောက်ရတော့တဲ့ဖက်တီမားချင်းမောင်းမြန်မာပြည်မှာနေချင်းညာချင်းကြီးပွားကြတဲ့လမ်းဘေးဆေးတွေတွေများလာတာဆိုရှယ်မီဒီယာတွေရဲ့အကျိုးကျေးဇူးတွေများစွာပါဝင်ပါ ರಿ အကျော်သေးပန်းတင်နေနောက်ဆုံးချင်းမောင်းတွေတောင်မှတနေ့သိန်း340ရောင်းရတဲ့ခေဖြစ်လာတဲ့အတွေ့လက်လောက်လက်စားဈေးတွေကြီးပွားဖို့အချိန်ကောင်းဖြစ်နေပြီလို့တောင်လူတွေရဲ့ပြောတွေထွက်လာကြတာပါ ယခုအခါမှာလေရခိုင်နေတွေကလေးကမြန်မာပြည်ရဲ့နာမည်ကြီးတမိုင်းဝင်နေရာတစ်ခုဖြစ်ပြီးမြန်မာမင်းအရောက်ပေါ်ရောက်ဖို့ရမယ့်မဲမျိုးရဲ့ဥပိန်တရာထိတ်ကအချင်းမောင်းတဲ့များစားတွေကတရားထုံးကားလာခဲ့ပါတယ်။ဖတိမာချင်းမောင်းဟာလေစီဝါရေးလုပ်ငန်းရှင်တွေထက်တာမှတနည်းဝင်ငွေကောင်းနေကြတာဖြစ်ပြီးသူမရဲ့ချင်းမောင်းဟာမြန်မာဆဆာထူးဆန်းတဲ့ရာမဟုတ်ပေမယ့်လူတွေရဲ့ဂယုဏကနေတဆင်နာမည်ကြီးသွားတဲ့အခါမှာတော့ကြောက်ဖို့ကောင်းလာတဲ့အထိအရှိန်မြင့်သွားပြီးတနိုင်ငံလုံးကလူတွေအကြိုက်ဖြစ်သွားကြတာပဲဖြစ်ပါတယ်။ဗာကြီးတဲ့ဖြစ်တဲ့မိမသားတယောက်ဟာအကျွေးတွေနဲ့ အိမ်စားစီးရေးကြောင့်မန်လေးရဲ့နွေဘူကိုအန်တူပြီးအချိန်မောင်းရောက်နေကြတာဖြစ်ပါတယ်။အစပိုင်းမှာတော့လူတွေဟာတာမန်ဝယ်စားကြတာဖြစ်ပေမဲ့နောက်ပိုင်းမှာတော့ဖတ်တီးမချိန်မောင်းစားမှခင်မိမယ်ဆိုပြီးတမင်လာဝယ်စားကြတဲ့သူတွေများလာတာဖြစ်ပါတယ်။သူမရဲ့ချိန်မောင်းကိုနိုင်ငံခြားကလေရင်နဲ့မှားရတဲ့အထိပြည်တွင်းကနေပြီးတော့ခြားမျိုးတွေကတောင်မှလေချောင်းနဲ့တည်ပြီးတော့အားပေးကြတဲ့အထိပေါရအောင်မြင်ခဲ့ကအမှုပညာရှင်တွေနဲ့ထိတ်တဲတယောက်ဆောင်တွေကပါဝယ်ယူစားတော့ကြတဲ့အထိအောင်မြင်လာခဲ့တာပါ။ ဥပိန္ဒရာထိတ်ကနေအောက်ကိုပြောင်းပြီးတော့နောက်ဆုံးမှာတော့ဖုန်ကြီးချောင်းဝိုင်းတဲ့ထီလူအုပ်ကြီးနဲ့တန်းစီကရောင်ရပြန်တဲ့အတွက် ဘိုက်ထင်းရကလေးကကောင်းဆိုးပြည့်ရလို့အများကပြောနေကြတာပဲဖြစ်ပါတယ်။ဒီလိုဘွားတစ်စချို့အောင်မြင်မှုတွေရှားတဲ့အထိရောင်းဟတ်တလာတဲ့ဗတိမာဂျင်မောင်ဟာအရှင်လိုအထုံးနဲ့မရောင်းတော့ပဲရောင်းကုန်ခုလို့ဘူးလေးနဲ့တတိတက်တက်ထဲကရောင်းလာတာပဲဖြစ်ပါတယ်။အနစ်ကိုလည်းငပိဘူးလို့သိချဖေးပြီးရောင်းတဲ့တွေဒယ်လီတွေနဲ့မှစားတဲ့သူတွေလည်းပို့ပြီးတော့များလာခဲ့ပြန်တာဖြစ်ပါတယ်။ဒီလိုမျိုးရောင်းအားကိုလိုက်မမီအောင်တွတ်တက်လာတဲ့ခါမှာတော့အနည်းနဲ့များမနာလို့သူတွေကရှိလာပြန်ပါတယ်။ဒါကြောင့်အခုချိန်မှာဗတိမာဂျင်မောင်ဟာအခုမှမဆောင်ရင်မရောင်းရတဲ့အနေထားဖြစ်ပြီးတော့စားတော့ကိုယ်ကြေးဌာနကို ကိုလည်းမတန်ရှင်းတဲ့စားစာတွေရောင်းနေပါတယ်ဆိုပြီးတော့တိုက်တန်းထားတယ်လို့ဆိုကြပါရီခွန်ကဟာလည်းနင်းနေနေတော့မဟုတ်ဘဲနဲ့ သိန်း90ဖြစ်တဲ့အတွက်သူမတို့လိုခြေကံလွင်စားရည်အနေနဲ့အခုမှအုပ်စုယုံရှိသေးတဲ့ငွေတွေဟာမတန်မရာပြပြရမှာဖြစ်ပါရည်အခုမှမပင်းအိမ်မလေးမရှိသွားသလိုစိုင်းလေးလုံးဝဖွင့်လို့မရမှာဖြစ်ပြီးတော့အခုဆိုရင်ဘုံကြီးကျောင်းဝင်းတွေကနေတောင်မှဒုတ်တွေနဲ့မောင်းထုတ်ခံနေရပြီဖြစ်ပါရည်ပြေးလည်းမလို့ဖြစ်ခါမှာအခုလိုဥပဒေကိုကြောင်းပြပြီးအားနည်းသူတွေကိုနိုင်ထက်စင်းနေပြုတ်နေကြတာပဲဖြစ်ပါရည်အချို့ရဲ့ကြံပြချက်အရဗတိမကျင်းမောင်းဟာရောင်းကုန်ဝါနေတဖြည်းဖြည်းထုတ်ကုန်ဖြစ်လာလို့ FDA ရဲ့ထောက်ခံခွင့်ကိုရှုပ်ပြီးတော့လိုင်စင်တင်ကအတီးတစားဖွင့်ရင် အခုချက်ပို့ပြီးတော့ရှားအားကောင်းနိုင်ကြ ောင်ပြောကြားနေကြတာပဲဖြစ်ပါရည်။ရောင်းအားတဟုန်တို့တက်လို့အလုံးမလို့ချင်တော့ဘူးညီနေရာမှာစီပင်းနေကြည့်ပြီးတော့ဆိုင်ပိတ်ဖို့ဖြစ်လာရတဲ့ဖတိမချင်းမောင်းနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းကိုယ်မမရှိသွားပေးခဲ့ပါအောင်ရှင်။အာဘိနာစင်ခဲ့ကြတဲ့အတွင်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ဒီနေနုပညာရှင်တွေရဲ့ဒိနေတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တောင်းမေးကြပါနဲ့အောင်ရှင်။အာဘိနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုယ်စိတ်နှလုံးရှင်နဲ့ချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆူတောင်းမီတာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။